အားလုံးပဲမင်္ဂလာပါခင်ဗျာဖူခတ်မှာနမဲအကြီးဆုံးကန်းကြီဆိုရင်ပတောင်ကန်းကြီဆိုတာဘယ်သူမှငင်းမရပါဘူးပတောင်ရဲ့နောက်မှာနောက်ထပ်နမဲကြီးတဲ့ကန်းကြီတွေဆိုရင်ကတကန်းကြီနဲ့ကရွန်ကန်းကြီတွေကထိတ်တန်းဆင်းနေမှာပါပါတယ်ဗျဖူခတ်ကိုမိသားစုနဲ့အလဲသွားမလို့ဘယ်မှာတဲတင်တယ်လဲဆိုရင်ကျွန်တော်ကတော့ကတကန်းကြီဒါမှမဟုတ်ကရွန်ကန်းကြီဘက်ကိုညှို့မိကြပါတယ်ဗျဒီနေ့ဗီဒီယိုမှာကတော့ကတကန်းကြီးနဲ့ကရွန်ကန်းကြီးအနီးတစ်ဝိုက်မှာဘာတွေရှိတယ်ဘာတွေလှုပ်လို့ရတယ်ဆိုတာကို ပြောပြပေးခြင်းပါတယ်ဗျကန်းကြေအနေအထားရဆိုရင်ကတကန်းကြေက1.5ကီလိုမီတာရှည်လျားတဲ့ကန်းကြေတစ်ခုပါတဲတောင်ပြင်ကလည်းကျဲတယ်ရေလည်းပြပြီးတော့တန့်တယ်တဲတွေဆိုရင်လည်းအတော်လေးကိုနူးနူးညံ့ညံ့ရှိတဲ့ကန်းကြေတစ်ခုပါအဲ့ဒါကြောင့်လည်းသူကဖူခတ်မှာနမဲကြီးတဲ့ကန်းကြေတစ်ခုဖြစ်လာတာပါတောင်ပြင်တစ်လျှောက်မှာလည်းအပြာရောင်ထီးလေးတွေနဲ့ခုံငှားပြီးတော့ထိုင်လို့ရပါတယ် ကတကန်းကြီးရဲ့အလဲနားလောက်မှာလဲစပီဘုတ်ငှားစီးတာ parasailing စီးတာမျိုး activity တွေလုပ်လို့ရတာမျိုးတွေ့ပါတယ်အခုကန်းကြီးရဲ့တောင်းမှာ surfing တင်တန်းမျိုးလဲရှိပါတယ်ဒီကန်းကြီးကဖူးခတ်မှာရှိတဲ့ကန်းကြီးတွေထဲမှာ surfing အတွက်နာမည်ရှိတဲ့ကန်းကြီးတွေတွေကတစ်ခုဖြစ်ပါတယ် ဒါအပြင်ကန်းကြီးပက်လန်းနေရာလောက်မှာ Super Surf Cutter ဆိုတဲ့နာမည်နဲ့ရေလှိုင်းသူနဲ့ surfing လုပ်လို့ရတဲ့ကစားကွင်းလေးလေးရှိတာတွေ့ရပါတယ်ဗျမကောင်းတဲ့အချက်ကတော့ကန်းကြီးစင်းမှုအတွက်အဓိကဝင်ပေါက်200ပဲရှိပါတယ်ကန်းကြီးအရှေ1.5 km ရှိတာမှာတောက်လျှောက်ကအခုလိုမျိုးအုတ်တိုင်းနဲ့ကာရတာမျိုးကန်းကြီးစင်းမှုအတွက်ဆိုရင်တကွေးတစ်ပတ်ကြီးတော့လမ်းလျှောက်ရတာမျိုးရှိပါမယ်အဲ့ဒါတစ်ခုကတော့အဆင်မပြေပါဘူးဒါကကတကန်းကြီးအပြင်ဘက်က မိန်ကားလမ်းမကြီးပါဗျဒီလမ်းကနေဝင်သွားမယ်ဆိုရင်ကမ်းခြေကိုရောက်ပါမယ်ကန်းကျေနားမှာအသွင်းလန်းတလန်းရှိပြီးတော့ street food ဆိုင်လေးတွေနဲ့ကန်းကျေသုံးပစ္စည်းတွေရောင်းတဲ့ဆိုင်အသေးလေးတွေစီစဉ်ပေးထားတာကအတော်လေးကိုအသင့်ပြေတယ်ပြောရပါမယ်ဗျ။ ကန်းကြီးရဲ့ဟိုဘက်ထိပ်ဒီဘက်ထိပ်နှစ်ဖက်စလုံးကတော့ကြောက်ဆောင်စွန်းတွေနဲ့အဆုံးတက်ထားပါတယ်ဗျ။ဒီမြင်နေရတဲ့ကြောက်ဆောင်အစွန်းလေးတွေကိုကြော်ပြီးရင်တော့ကရုံကန်းကြီးရှိပါမယ်။ဒါကြောင့်ကတာနဲ့ကရုံကန်းကြီးကကားလမ်းဘက်ကနေသွားမယ်ဆိုရင်တစ်ဆက်ဆက်တည်းသွားလို့ရပါတယ်ဗျ။ အခုကျွန်တော်တို့ဒီလမ်းစုံကနေအတွင်းဘက်ကိုဝင်သွားမယ်ဆိုရင်လေကတကန်းကြီးကိုရောက်ပါမယ်ဗျရောက်မယ့်နေရာကတော့ကတကန်းကြီးရဲ့အစွန်ဆုံးနေရာပါပဲကတကန်းကြီးဘက်ကိုမဝင်မဲနဲ့ကာလမကြီးအတိုင်းဆက်လျှောက်သွားမယ်ဆိုရင်ကရုံကန်းကြီးကိုရောက်ပါမယ်ဗျမိန်းလမ်းမတစ်လျှောက်မှာကဈေးဆိုင်တွေစားတောက်ဆိုင်တွေအပြည့်ပဲရှိပါတယ်ဗျ ကာလမကြီးကရှောက်လာလို့ကတကန်းကြီးအစုံကရွန်ကန်းကြီးမရောက်ခင်မှာအခုလိုမျိုးဒိုင်နိုဖက်ဘူးခတ်ဆိုတာရှိပါတယ်ကတဘက်ကမိသားစုနဲ့လာတဲ့ဧည့်သည်တွေတဲတာများတယ်ဆိုတော့ဒီဥယင်ကကွက်တိပဲလို့ပြောရပါမယ်ဗျာ ကရွန်ကန်းကြီးအကြောင်းကိုဆက်ပြီးပြောရမယ်ဆိုရင်ကရွန်ကန်းကြီးကဖူးခတ်မှာဆိုရင်ကန်းကြီးအရှည်ဆုံးကန်းကြီးတွေကတခုလို့သိရပါတယ်သူကကန်းကြီးအရှည်3ကီလိုမီတာတောင်ရှိပါတယ်ဗျကျွန်တော်ကကရွန်ဘက်မှာမသေးပြစ်လို့ကန်းကြီးကိုတော့ခဏပဲရောက်ပြစ်ပါတယ်ဗျသူလည်းပဲ speed boat စီးတာ parasailing လောက်တာတို့လို water activity တွေလုပ်လို့ရပါတယ်သူကကန်းကြီးရှည်တာမို့လို့လာတဲ့သူများပေမဲ့ကတကန်းကြီးဘက်ကလို့တော့လူတွေရှုပ်ရှဲခတ်နေတယ်ဆိုတာမျိုးမခံစားရပါဘူး အဲ့ဒါလေးကတော့သူက ပို့ပြီးတော့တာပါတယ်တခြားတော့ဒီကန်းကြီးမှာလုံးစရာ activity မရှိပါဘူးနောက်ထပ်သူ့ရဲ့အားသာချက်ကကားလမ်းမကြီးကနေကန်းကြီးကိုတန်းပြီးတော့ဆင်းလို့ရပါတယ်ကတကန်းကြီးလို့အပိတ်ကြီးဖြစ်မနေပါဘူးဆိုတော့ကရွန်ကန်းကြီးနာကဟိုတယ်တွေကကန်းကြီးကိုအလွယ်တကူဆင်းကျင်တဲ့သူတွေအတွက်ပို့ပြီးတော့အဆင်ပြေပါတယ်ဟိုတယ်တွေအကြောင်းပြောရမယ်ဆိုရင်ကတရောကရွန်ရောက မိသားစုနဲ့ဘူခတ်ကိုအလဲလာတယ်အေးစစ်စစ်အနားယူကျင်တယ်ဆိုရင် ရွေးချယ်တင်တဲ့နေရာတွေပါကတာဘတ်မှာကတော့ဟိုတယ်ကြီးတွေကစားလို့ဘတ်ဂျက်ဟိုတယ်လေးတွေလည်းရှိပါတယ်ဒါပေမဲ့ကတာဘတ်ကတချို့ဟိုတယ်တွေက ကျွန်တော်ပြောခဲ့သလိုကန်းကြီးဘက်ဆင်းဖို့အတွက်နည်းနည်းတော့အခက်အခဲရှိနိုင်တာမို့ location ကိုတေချာကြည့်ပြီးတော့ဟိုတယ်ရွေးတင်ပါတယ်ကတာဘတ်မှာကစားတောက်ဆိုင်တွေညာသေးတွေပို့ပြီးတော့များတယ်လို့ထင်ပါတယ်စားရေးတောက်ရေးအတွက်ပို့ပြီးတော့လွယ်ကူအဆင်ပြေစေပါတယ်ကရွန်ဘတ်ကတော့ကန်းကြီးကိုတိုက်ရိုက်ဆင်းလို့ရတဲ့ဟိုတယ်ကြီး နှစ်ခုလောက်ပဲရှိတယ်လို့သိရပါတယ်။တခြားဟိုတယ်တွေကတော့ကန်းကြီးကနေကားလန်တစ်ဖက်ချမ်းလမ်းမကြီးနဲ့လမ်းတွေလေးတွေထဲမှာရှိကြပါတယ်။ဒီဘက်ကတော့ကတာဘက်ကထက်ဟိုတယ်တွေပိုပြီးကြီးပိုပြီးကောင်းတယ်လို့မြင်ပါတယ်ဗျ။နောက်ထပ်အာတာချက်ကသူကလမ်းတွေလေးတွေကဟိုတယ်ပင် ဖြစ်နေပါစေကန်းကြီးကိုဆင်းဖို့အတွက်ကတာကန်းကြီးဘက်နဲ့ရှင်လိုက်မယ်ဆိုရင်ပိုပြီးတော့လွယ်ကူပိုပြီးတော့အဆင်ပြေပါတယ်ဗျ။ဒီဘက်မှာလည်းစားတောက်ဆိုင်တွေရှိတယ်ဆိုပေမဲ့ကတာကန်းကြီးဘက်လောက်တော့ဆိုင်တွေမများပါဘူးဗျ။ အဓိကကားလမ်းမကြီးရဲ့လမ်းဘေးတစ်လျှောက်မှာကစားတောက်ဆိုင်တွေဖူကော့နေရာတွေအပြင်အဝတ်အစားရေကူးဝတ်စုံဆေးဆိုင်ကစားလို့လိုအပ်တာအကုန်ဝယ်နိုင်မယ်အတုံးဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေအများကြီးပဲရှိပါတယ်ဒါပေမဲ့ဖူခက်ကဘယ်ဆိုင်မဲဖြစ်ဖြစ်ဘန်ကောက်နဲ့ရှင်ရင်ဈေးကြီးပါတယ်ဒါကြောင့်မို့လိုအပ်မဲ့ထင်တာလေးတွေကြိုဝယ်လာဖို့အကြံပေးချင်ပါတယ်ဖူခက်မှာဆိုင်တွေရှိပါတယ်ဖူခက်ရောက်မှဝယ်မယ်ဆိုရင်လည်းရတယ်ဆိုပေမဲ့ဈေးကြီးတယ်ဆိုတာလေးပြောပြချင်ပါတယ်ဗျာ ညာဘက်ဆိုရင်တော့စားတောက်ဆိုင်ဘားတွေနေရာအနှံ့မှာရှိသလိုညာသေးလေးတွေလည်းဟိုနာတစ်ခုဒီနာတစ်ခုတွေ့ရပါတယ်ဒါပေမဲ့ညာသေးတွေကဆိုင်ကန်းတွေအများကြီးနဲ့ညာသေးမျိုးတော့မဟုတ်ပါဘူးဗျ night flight အတွက်ကတော့ဒီဘက်မှာကပတောင်ဘက်မှာရှိတဲ့ဘင်္ဂလား walking street လို့နေရာမျိုးမရှိတာမို့မိသားစုနဲ့သွားမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်လို့ဆိုရမှာပါဗျကလေးတွေနဲ့လာကြတဲ့မိသားစုတွေဆိုရင်ဒီကတကရုံဘက်မှာတဲကြတာကိုတွေ့ရပါတယ်ဗျ။ ဘာလို့လဲဆိုတော့အရန်ကြီးစူးစူးညံ့ညံ့ရှုပ်ရှုပ်တွတ်တွေးမရှိဘူးအေးဆေးဆေးဖြစ်တဲ့ family friendly ဖြစ်တယ်လို့ပြောရပါမယ်။ဇုံနွဲတွေဆိုရင်တော့ကရွန်ဘက်ကဟိုတယ်ကြီးတွေကပို့ပြီးတော့တင့်တော်တဲ့အနေအထားမှာရှိပါတယ်ဗျ။သွားရေးလာရေးနဲ့အချက်အခြာကြားမှုကိုပြောရမယ်ဆိုရင်ကတကန်ဂျီနားမှာဖုခတ်ဦးတောင်းဘက်ကိုသွားတဲ့လိုင်းကားကြီးရှိသလိုဒီကားတွေကကတကန်ဂျီကရွန်ကန်ဂျီဘက်ကနေ အိုးတောင်းကိုသွားလို့ရပါတယ်။နောက် Fukas Map Bus ကလည်းကတကန်းကြီးကိုရောကရွန်ကန်းကြီးရောကနေဖြတ်သွားတာမို့ Fukas လေစိတ်ကိုသွားတဲ့အပြင်တခြားနေရာတွေကိုသွားဖို့အတွက်လည်းအဆင်ပြေပါတယ်။ဒီကန်းကြီးတွေက Fukas မှာနာမည်ကြီးတဲ့ကန်းကြီးတွေဖြစ်တာမို့တက္ကစီတွေလည်းအလွယ်တကူငှားလို့ရသလိုစိုက်ကဲအငှားဆိုင်တွေလည်းရှိတာတွေ့ရပါတယ်ဗျ။ Fukas ရဲ့နာမည်အကြီးဆုံးပတောင်ကန်းကြီးကိုသွားခြင်းနဲ့ဆိုရင်လည်းကားနဲ့15မိနစ်ကနေနိုင်ဝက်လောက်အတွင်း သွားလို့ရတာမို့အဆင်ပြေတယ်လို့ဆိုနိုင်ပါတယ်ဗျဆိုတော့ဖူးခတ်ကိုအလဲသွားတဲ့အခါကတကရုံကန်းကြီးတွေကတဲဖို့အတွက်စဉ်းစားကြည့်တဲ့ကန်းကြီးတွေနေရာတွေဖြစ်ပါတယ်ဗျအထူးတစ်ဖြစ်ကတော့မိသားစုနဲ့အလဲသွားတာအေးဆေးဆေးအနားယူခြင်းလို့သွားတာမျိုးဆိုရင်ဒီဘက်မှာတဲဖို့ညွှန်ပေးခြင်းပါတယ်ဖူးခတ်ကျွန်းကအတော်လေးကြီးတဲ့ကျွန်းဖြစ်တယ်လို့ကန်းကြီးတွေကလည်းအများကြီးရှိပါတယ်တခြားတဲဖို့အတွက်လဲဖို့အတွက်တင့်တော်တဲ့ကန်းကြီးနေရာတွေလည်း ရှိနေသေးတဲ့အထဲကဒီနေ့မှာတော့ကတနဲ့ကရုံကန်းကြီးတွေအကြောင်းကိုပြောပြပေးခဲ့တာပါဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ